idea အသစ်ဆိုတာ idea အဟောင်းတွေကိုစုပေါင်းပြည့်စင်ထားတာ idea အဟောင်းတွေကြားကစွမ်းနွယ်မှုကိုရှာနိုင်လေလေ စိတ်ကူးအသစ်တွေဖန်နည်းနိုင်လေလေကိုမလုံးနိုင်ခဲ့တာတွေကိုမိလိုက်ကိုလုံးခဲ့တဲ့အရာတွေကပိုအရေးကြီးတယ်ထောင်တစ်ခုရဲ့ရည်ရချက်ကလူတွေကိုပိတ်လောင်ထားဖို့ပဲဆိုရင်တိတ်အကျိုးမရှိဘူးလူတွေရဲ့ခံယူချက်တွေကိုပြောင်းလဲပေးနိုင်မှုလဲလိုတယ်တွေးတာကပြဿနာမဟုတ်ဘူးအတွေးလွန်တာကပြဿနာအားလုံးမင်္ဂလာပါ ီနေ့ကျမကိုယ်တိုင်ဖတ်ပြီးတော့အရန်ကိုအကောင်းလို့မိတ်ဆက်ပေးခြင်းနဲ့စာအုပ်လေးတောက်ရှိပါတယ်။ဒီစာအုပ်လေးကိုဖတ်ပြီးရတဲ့သူတွေလည်းအများကြီးရှိမယ်လို့အထင်တယ်။၂020ခုနှစ်တုန်းကဆရာချမ်းမြေဝန်ဘာသာပြန်ဆိုထားတဲ့စာအုပ်လေးတောက်ဖြစ်ပါတယ်။ဒါကဘာစာအုပ်လေးလဲဆိုလို့ရှိရင်1 + 1 = 3ဆိုတဲ့စာအုပ်လေးပဲဖြစ်တယ်။ ဒီစာအုပ်ကိုဖတ်ပြီးသွားရင်တခြားဘောက်ကျမတို့ပြောင်းလဲသွားမယ့်အချက်ဆိုလို့ရှိရင်ကိုလုံးနေတဲ့အခန်းကဏ္ဍကိုလုံးနေရဲ့အလုပ်တစ်ခုထဲမှာပဲတဖက်ကန်းကတော်နေရမယ်ဆိုရဲကျမတို့အတွေးဟောင်းကြီးကနေရုံထွက်နိုင်လိမ့်မယ်လို့ကျမမျှော်လင့်ပါရယ်။ဒါကြောင့်မို့လဲစာရေးသူကနေရာဆောင်အဖြစ်ပြပေါင်းဆောင်ကဖိရက်တွေကိုစာဖတ်သူတွေနဲ့ရင်းနှီးစေခြင်းနဲ့ ကိုနဲ့မဆိုင်တဲ့နေပယ်တွေကိုလိလာခြင်းကတီထွင်ဖန်တီးနိုင်စွမ်းမှလည်းတူးတက်လာမယ်လို့မူရင်းဆိုင်ရေးသူကယုံကြည်ထားတယ်။ဆောက်ထဲအကြောင်းအရာတွေဆိုလို့ရှိရင်လည်းနေရာဆုံးအဖြစ်ပြက်တွေအများကြီးကိုပေါင်းထည့်ထားတယ်။ဝိထုတူလေးတွေနဲ့လည်းဖွဲ့စည်းထားလို့အရန်မှုလူကောင်းတဲ့ဆောက်လေးတအုပ်ဖြစ်ပါတယ်။ဒါကြောင့်မလို့ဖက်ကြည့်စီခြင်းပါတယ်။1 + 1 = 2ဆိုရဲ့ပုံစံကအားလုံးလည်းတိပီးနေပြီဖြစ်တယ်ဒါပေမဲ့ဒီစာအုပ်ဆိုရင်အာစနစ်တစ်ကိုကိုစားပြုတ်ခြင်းနဲ့စာအုပ်တော့ဖြစ်တယ်လို့ထင်တယ် ဘဝတုတတခုနဲ့တခုကြားစေကူတခုနဲ့တခုကြားကဆက်နွယ်မှုတွေကိုတမယိုးချမဟုတ်ဘဲနဲ့သူတို့ကြားကဆက်နွယ်မှုတွေကိုအာမြင်တက်လာစေဖို့စာရေးသူကရည်ရွယ်ပြီးတော့ထုတ်ဝေထားတယ်လို့ထင်ပါတယ်။သူလုံးခဲ့တာတခုပဲသူများတွေကိုကြည့်တယ်သူတို့ဘာတွေလုံးမနေကြတလဲဆိုတာကိုအရင်စဉ်းစားတယ်ဒါပဲလူတယောက်ကိုဒုက္ခပေးနိုင်ဆုံးအရာဟာသူ့ကောင်းတဲ့ကထိမ့်မနိုင်တိမ့်မရရဲ့အတွေးတွေပဲ။ အလောတကြီးလုံးမိရင်ကဘာကြီးတောင်ပြတ်သွားနိုင်တယ်။သူတစ်ပါးရဲ့ရွေးချယ်မှုတွေကိုကိုကလိုက်ပြီးသားမြင့်နေစရာမလိုကိုဖြစ်ချင်တာကို အတင်းလောက်ခိုင်းနေစရာလည်းမလိုဘူး။အုံနောက်လေးနည်းနည်းတုံးပြီးရွေးချယ်ပြီးဘီတုကာကို ပုံစံပြောင်းပေးလိုက်ရင်ရပြီ။လူတတော်များများကလူတလောက်ပဲလှုပ်ချင်ကြတယ်။စိုက်ထောက်ရမယ့်အာရင်ကိုတက်နိုင်တယ်များရှော့ချခြင်းကြတယ်။ လောက်ရောက်မဲ့အလုပ်ကိုအတက်တာဆုံးဖြစ်အောင်လုပ်ချင်ကြတယ်။တွတ်တုံမှုကိုထိရောက်မှုနဲ့အထင်မြင်မှားကြတယ်။ရှော့တော့မဲ့အစားပိုတွတ်တက်ဖို့စဉ်းစားတဲ့နယ်။ဒီကဘာကြီးမှာတကယ်ညံကြီးရှင်တယောက်ပေါ်ပေါက်လာတဲ့အခါဘလို့သိနိုင်တယ်လဲ။တွေ့ပါတယ်။သူ့ကိုဝိုင်းမီဆန့်ကျင်ကြတဲ့ငသုံးသားအားတွေလည်းအုပ်စုလိုက်ပေါ်လာလိမ့်မယ်။ တခါတလေကြာရင်ကိုဘွားမှာတာမန်ထက်ထူးတဲ့ဆုံးဖြတ်ချက်တွေချတဲ့နဲ့အချိန်မျိုးကြုံရတတ်တယ်။အဲ့လိုအချိန်မှာသူများရောက်နိုင်လိုက်မရောက်မိအောင်ထိန်းသိမ်းတယ်။စီးပင်ကိုထွက်လိုက်ရတဲ့အတွက်တက်တောက်တက်တာတော့ရှိမှာမဟုတ်ဘူးဒါပေမဲ့ကိုပိုင်အုံနောက်နဲ့ဆုံးဖြတ်ပိုင်ခွင့်ဆိုတာလူအုပ်ထဲဝင်မတိုးခင်မှာသာရှိနိုင်တယ်ဝင်တိုးပြီးသွားရင်တော့နောက်ကျသွားပြီကိုလိုချင်တဲ့အရာကိုမရရအောင်ယူမလားကိုဘာကြောက်ရအောင်မယူနိုင်တာလဲဆိုရဲအကြောင်းပြချက်တွေကိုပဲယူမလားတဲ့ ကိုကောင်းတဲ့ထင်တာတွေကိုသူတို့ကလည်းကောင်းတယ်လို့ယူဆမယ်လို့မတွေးနဲ့သူတို့ကပါ သူတို့ရဲ့ဘာသာစကားကို ကိုယ့်ဘက်ကတေချာနားလည်ဖို့လိုတယ်ကိုယ့်စိတ်ကူကိုသူတို့အရေးတယူလို့လာအောင်တင်ပြတတ်ဖို့လိုတယ်ပြဒနာကိုပြဒနာလို့မမြင်မဲအခွင့်အရေးတစ်ခုအဖြစ်မြင်နိုင်ခဲ့လို့သူ့ဖန်တီးမှုတွေကတမိုင်းဝင်သွားတာအခွင့်အရေးဆိုတာမျိုးကလည်းအမြဲတမ်းဖောက်တွက်စဉ်းစားနိုင်မှအတုံးဝင်တာ ိုစစ်စင်ထားတယ်လို့ပြင်စင်ထားတယ်လို့ဖြစ်မလာရင်ဖြစ်နေတာတွေကိုပြောင်းလဲလို့မရရင်မလုပ်မလဲအစီအစဉ်တစ်ခုလုံးကိုပြောင်းလဲဖြစ်ဖို့လိုတယ်။ကံဆိုတာကျူတင်ပြဆွေမှုနဲ့အခွင့်အရေးနှစ်ခုစုံသွားတဲ့အချိန်ဖြစ်တယ်ဆိုတော့ဆိုရရှိတယ်။ပတ်စံမရှိတဲ့အခါအုံနောက်ကိုပို့သုံးရတော့တာပဲ။ဒီအချက်လေးတွေဆိုလို့ရှိရင်ကျမဒီစာအုပ်ကိုဖတ်ပြီးတော့ခွန်အားရတဲ့အချက်လေးတွေပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဒီစာအုပ်ကိုဖတ်ပြီး ကျမလည်းပြောင်းလဲသိနေလို့ထင်တဲ့အချက်တွေပေါ့နော်ဆောက်ထရရရှိရဲ့အချက်တွေကိုလက်တွေ့လှုပ်ဆောင်မယ်ပထမတစ်ချက်ဆိုလို့ရှိရင်အားလုံးနဲ့ဆန့်ကျင်နေတော့မှာပဲကျမရဲ့အတွေ့အကြုံပေါ့နော်အရင်ဆုံးအစဉ်းစားပေးမယ်နောက်တစ်ခုဆိုရင်အကန်ဆိုတာချုပ်တင်ပြစမှုနဲ့အခုရင်နှစ်ခုဆုံးမှဖြစ်လာတဲ့အရာမို့လို့အလောကပေးလာတဲ့မျက်နှာစာပြီးတော့အခွင့်အရေးကိုစောင့်နေရင်းနဲ့ပေါ့နော်အခုချိန်ကိုအကောင်းဆုံးစူးစမ်းနေမယ် ပြီးတော့ဘောအမကိုလိုချင်တဲ့အရာကိုမယူနိုင်ခဲ့လို့အကြောင်းပြချက်တွေအမျိုးမျိုးနဲ့ဖြေသိမ်းခဲ့ရတဲ့အချိန်တွေကြီးပဲလို့ခံစားရတယ်။ဒါကြောင့်မို့လို့ကျမအရှိဆက်လာမယ့်အချိန်မှာပေါ့အကြောင်းပြချက်တွေထက်ရလဒ်တွေကိုယူတဲ့သူတယောက်ပေါ့နော်ဖြစ်ဖို့အတွက်စူးစမ်းမယ်။ဒါဒီအချက်တွေဆိုလို့ရှိရင်ကျမဒီစာအုပ်ကိုဖတ်ပြီးရရရှိလာတဲ့သင်ခန်းစာတွေပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်မိတဲ့သူတယောက်ဖြစ်အောင်လည်းအားကြီးကျေးဇူးတင်ပါတယ်။